အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်တို့လွယ်ကူတယ်ရှင်းလင်းတယ်ဒါပေမဲ့တကယ်ကိုဘဝတသက်စာမှတ်သားထိုက်တဲ့ဟာလေးတွေကိုနိမ့်နံလိုက်ကျွန်တော်ပြောပေးခြင်းတယ်ဒါတွေကတော့ဘီဒင်စတင်တဲ့ဘေးစစ်သမားတွေအတွက်အခြေခံအောင်လို့ဖောင်ဒေးရှင်းခေါ်တာပေါ့နော်ဖောင်ဒေးရှင်းတင်နန်းဒီမှာကျွန်တော်တင်ပေးတဲ့နီလန်းပေါ့ဂျိုပရီယာတွေရပြီးသွားပြီတော်မိယံတက်တွေရပြီးသွားပြီဆိုရင်ဒီလိုမျိုးထိုင်ပြောလေးရှိတယ်တိတ်နားထောင်လို့ကောင်းတယ်ဆရာတွေတင်တယ်ဆိုရင်ပေါ့ နော်အဲ့ဒါလေးကိုကျွန်တော်ခုပြောပြမှာဖြစ်တယ်ကျွန်တော်လက်ဆမ်းပြတွေကတိတ်ချစ်စရာကောင်းတယ်နော်နေနံလေးတခုအတိယုံနေတယ်အချို့နေရာတွေမှာဘလို့လူတယောက်ကိုပြောလို့ရလဲဆိုတာလေးကိုကျွန်တော်တို့ကသုံးသပ်ပြလို့ရတယ်ဗောနော်ဒါကလည်းလက်ဆမ်းပြတွေရဲ့အာသာချက်ပေါ့ဟိုမွေးတဲ့ကိတွေမလို့ဘူးနော်မွေးချိန်တွေမလို့မွေးတဲ့မျိုးတွေမလို့ပဲねကျွန်တော်တို့ပြောလို့ရတဲ့နည်းလေးတွေလက်ဆမ်းမှာအများကြီးရှိတယ်တကယ်လည်းလက်တွေ့မှာကျွန်တော်တို့ အများကြီးမှန်ကြတာလေကျွန်တော်တွေ့တယ်ဗောနော်အဲ့ဒါဘာအချက်လဲဆိုတော့ကျွန်တော်တို့တင်းနေကုန်နေသားမိတွေပြောအောင်ကျွန်တော်စဉ်းစားကြည့်အောင်တင်းနေကုန်နေတင်းနေကုန်နေမှာကျွန်တော်တို့ကအထက်ဆောင်ပန်းအောင်နင်းညမ်းဆိုတာရှိတယ်เนาะအထက်ကဆောင်ပန်းမယ်အောက်ကနင်းညမ်းပဲဗောအထက်ကိုကျွန်တော်တို့ဘယ်လိုဆောင်အောင်မလဲဆိုတဲ့နည်းတွေအများကြီးရှိတယ်အဲလူတစ်ယောက်မှာကျွန်တော်တင်းနေကုန်နေသားမိတွေမှာအထက်ဆောင်ပန်း၃လုံးရှိပါတယ်အဲ့ဒါ6ခုမြောက်နေရာမှာရှိတဲ့တောက်ကြရဲ2ခုမြောက်နေရာမှာရှိတဲ့တင်းနှင်းလာရဲ ငါးခုမြောက်နေရာမှာရှိတယ်ကြာတာပရိရဒါအကိုအတွက်စောင့်ပန်းပေါ့စောင့်ပန်းမှာနေကျွန်တော်တို့ကနဝင်းသီးတန့်ဖြစ်တဲ့ကြာတာပရိရထီးလို့မိုးတာတယ်ဒါကြောင့်ပဲတင်းနေဦးတွေသားမီးတယောက်အတွက်ကြာတာပရိရအခက်အအကြဆုံးပဲနော်ကြာတာပရိရထိန်းချုပ်မှုအောက်မှာအပြည့်အဝရောက်ရှိနေတာကတင်းနေကုန်နေလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါကြောင့်ပဲကြာတာပရိဂျိုကိုကျွန်တော်တို့ကကောင်းကောင်းအတုံးချတဲ့တင်းနေတွေသားမီးတွေကဘဝနေထိုင်မှုအပိုင်းမှာ အားကောင်းစေတယ်အားကောင်းစေတယ်အဆင်ပြေစေတယ်အဲတင်ဦးတွေသားမီးတွေကဂျာတာပရိယာဘာကိုပြောတာလဲဂျာတာပရိဆိုတာတောမကျိုးတောမတော်မှာအတိတောမပါနော်ဟိုအရန်ကောင်းတဲ့ဂျော်ကြီးဂျိုကြီးဖြစ်တယ်အရန်ကောင်းတဲ့ဂျိုကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတောမဂျိုကိုကျွန်တော်တို့အတုံးချမယ်အဲဂျာတာပရိဆိုတာကျွန်တော်တို့ကဘေးထဲမှာပညာဂျိုပေါ့နော်ပညာဂျိုဖြစ်တယ်ပြီးတော့ဂျာတာပရိဂျိုကြီးကကြီးတယ်ကျဲတယ်ဒီဂျူပီတာကြီးက နော်အဲ့တော့ဂျာတာဘရီးဆိုတာကြီးမားတယ်ကျယ်ပြန့်တယ်ဒါကြောင့်ပဲကျွန်တော်တို့ကဉာဏ်ပညာအနေနဲ့ဂျာတာဘရီးကိုကျွန်တော်တို့အသုံးပြုတယ်ဘေဒင်ကတော့အဲ့လိုအသုံးပြုတာဖြစ်တယ်ဂျာတာဘရီးဂျိုကျွန်တော်တို့ကဟန်တယ်လုံးနိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒေဝနေသားသမီးတွေကန်ကောင်းနိုင်တယ်အဲ့တော့ပညာရှင်းတယ်ဗျာကျွန်တော်တို့ပညာရတဲ့ခုကိုကြဲကြဲပြန့်ပြန့်နှံ့နှံ့ဆက်ဆက်သိတဲ့လူမျိုးဖြစ်ကြမယ်ဒေဝနေသားသမီးတွေကအဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင် မားတို့ကျွန်တော်တို့ပညာရေးတစ်ခုမှာနှက်နှက်ဆက်ဆက်ကျဉ်းကျဉ်းကျဉ်းတက်ကြရလားတက်ကြရလားတရားတော်ကတော့မတက်ဘူးဆိုရင်တော့ဒီနယ်ပယ်မှာ80ရာခိုင်နှုန်း80ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့တက်ဖို့လိုတယ်ထားပါတော့နော်အဲ့တော့ကိုကဟိုပညာတော့20%လောက်တော့သိတယ်ဟိုပညာကိုလည်းကျွန်တော်30%လောက်တော့သိတယ်ဟိုပညာကိုလည်း53%လောက်တော့သိတယ်အဲဒီလိုမျိုးမရဘူးတင်းနေမှုတွေတာမီဖြစ်ရင် ကို့အတွက်တကယ်အသုံးတည့်တဲ့ပညာတွေကိုကျွန်တော်တို့တရားရာဂိုင်နှုံး90ရာဂိုင်နှုံး80ရာဂိုင်နှုံးဒီလောက်ကျွမ်းကျင်ဖို့လိုတယ်။အဲတော့ဘဝမှာကျွန်တော်တို့ဘာနဲ့အသက်မွေးကြမလဲ။နော်။ဒါပါတော့ကို့အသက်မွေးမဲ့ပညာမှာနှစ်နှစ်ဆက်ဆက်အတိဖို့အလိုဆုံးကတင်းတင်းကုန်နေပဲ။ကျွန်တော်အဲ့ဒါကိုလုံးဝမေ့လို့မရအောင်နော်။အဲကို့ရဲ့ဟိုမှာနှစ်နှစ်ဆက်ဆက်မတိတာနဲ့တင်းတင်းတွေသားမိတယ်ဘဝရက်တရာခက်ခဲလာလိမ့်မယ်။ကို့ဆက်ဆက်ဒီဆက်ဆက်လုံးဝလုံးလို့မရရတယ်မှာတင်းတင်းကုန်နေပါတယ်။ အခြားလူတွေလှုပ်ချင်လို့သူ့ဘဝလမ်းကြောင်းသူအတော့မိုးလို့ရရင်ရမယ်တင်းနှင်းကုန်နေကြတော့မရပါဘူးဒါပါတော့ဗျာကားအကြောင်းပေါ့ကားအကြောင်းကိုတကယ်နဲ့နှက်နှက်ဆက်ဆက်သိဖို့လိုပါတယ်ကားပွဲစားလုပ်ပါလားကားဝက်ရှော့ထောက်ပါလားကားနဲ့ပတ်သက်ပြီးဘယ်လိုရက်တည်ပါလဲနော်အဲ့တော့အားလားဆိုရင်ဒီကားနဲ့နေပယ်ထဲမှာသူများလို့ငါနေပယ်တစ်ခုပဲတက်တယ် AC ပဲဒါလေးနဲ့ပဲလှုပ်စားမဟုတ်ဘူးဒီနယ်ပယ်နဲ့ပတ်သက်ရင်ကိုတိနိုင်နေမြားနိုင်နိုင်ချွတ်ချွတ်လက်တဆုံနိုင်ပြီးတော့လေ့လာဖို့လိုတယ်တင်းကုန်နေသားမီဒီယာ ော့တင်းဥတွေသားမိတွေကပညာဆိုဖြစ်တဲ့အတွက်ကျွန်တော်ပညာကိုလုံးဝမေ့လို့မရဘူးပညာနဲ့ပတ်သက်ပြီးကျွန်တော်မေ့ထားလို့မရဘူးနော်အဲ့တော့ပညာရှာဖို့ထက်ပညာရဲ့ဒီခုကိုပြည့်ပြည့်စုံစုံ complete နေပါသိအောင်နော်လောက်ထားဖို့လိုတယ်တရားရကံတော့မဟုတ်တော့ကျွန်တော်ပြောလို့85ရကံတော့တော့သိဖို့လိုပါတယ်ခုကျွန်တော်ဘေးနေတက်တယ်ပေါ့ဘယ်နေရာမှာကျွန်တော်85ရကံတော့ဘယ်နေဘယ်မှာကျွမ်းလဲအဲ့အပိုင်ဆုံးနေကိုကျွန်တော်တို့က ထုတ်သုံးရတယ်ဘေးဒင်ဟောတဲ့ခါကျရင်ဘေးဒင်နယ်ပယ်မှာအကျယ်ကျယ်ပြန့်လွန်အကြီးတယ်ပညာတွေအများကြီးပဲအကုန်ကြီးကျွန်တော်ပိုင်ပိုင်နန်သိလို့မရအောင်နောက်တစ်ဘဝသုံးဘဝလည်းမပြီးဘူးအဲ့တော့ကျွန်တော်တို့ပိုင်နိုင်ဆုံးဟာကိုကျွန်တော်တို့ဘေးဒင်မှာစပြီးလူတစ်ယောက်ကိုဟောပြောရတယ်အဲ့တော့တင်းနေဦးနေတွေကဇာတာပရိအားကောင်းဖို့လိုတယ်လို့ပြောတာဇာတာပရိနဲ့ပတ်သက်ပြီးပညာရက်ကိုသိထားဖို့လိုတယ်ဒါကြောင့်ပဲကိုသားသမီးကတင်းနေဦးနေရှိတယ်ဆိုရင်ဘာကိုခမားတို့ပြပြဝဝတင်ပေးမလဲတခုခု expert ကျွမ်းကျင်မှုဖြစ်အောင်လုပ်ပေးနိုင်မှာဘဝရည်တည်ချက်ရလိမ့် ဒါကအကြာပါရီစိုးမိုးမှုကြောင့်ဒုတိယအနေနဲ့တင်းနှင်းကုန်တွေနော်ဒုတိယအနေနဲ့တင်းနှင်းကုန်တွေသားသမီးတွေအနေနဲ့နှစ်ခုမြောက်ဖြစ်တဲ့အညွန့်ကြိုအညွန့်ကြိုကတင်းနှင်းလာပိုင်တယ်ဒါကြောင့်ပဲညွန့်နေပစ္စည်းပွားလို့ပြောတယ်နော်အညွန့်ဆိုတာစီးပွားလို့ပြောတယ်ညွန့်နေစီးပွားလို့လည်းခေါ်ကြတယ်အဲ့တော့အညွန့်ဆိုတာစီးပွားရေးကိုပြောတာဒါကြောင့်တင်းနှင်းလာကြိုကတင်းနှင်းကုန်တွေသားသမီးတွေအတွက်စီးပွားရေးကြိုလို့ပြောတယ်အချို့ကဆရာကျမဘာအလုံးနဲ့အတတ်မွေးရမလဲ ဘာအလုံးနဲ့ကျမတို့စီးပွားရှာရမလဲအဲစသဖြင့်ဒီလို မေးကြတာရှိတယ်အဲ့တော့အညို့ဂျိုကစီးပွားရေးနဲ့ပတ်သက်ရင်ဆက်ဆက်မှုအများကြီးရှိတယ်အဲ့တော့ဒါကတော့အညို့ဂျိုတခုလည်းကြည့်ပြီးလူတယောက်မင်းဒါလုံးဟိုကဒါလုံးပြောလို့တော့မရဘူးဒါမှအညို့ဂျိုကဆက်ဆက်မှုရှိနေတယ်လို့ပြောတာအဲ့တော့တင်းစုံတွေသားမီးတွေကတနင်္လာနဲ့ပတ်သက်ရင်တနင်္လာဆိုတာကောင်းကင်မှာရှိတယ်လမယ်လမယ်ကိုပြောတာနော်လမင်းဖြစ်တဲ့အပြင်တနင်္လာအေးချမ်းမှုကိုပေးတယ် ဖောက်ထဲမှာပူလောင်နေတာကျွန်တော်မသိဘူးလပေါ့ကျွန်တော်မရဘူးဒါပေမဲ့လမင်းရဲ့အယောင်ကကျွန်တော်တို့အေးချမ်းတယ်လို့ခန့်စားရတယ်လရအောင်မှာထိုင်နေရတာအေးချမ်းမှုတွေရတယ်ငြိမ်းချမ်းမှုတွေရတယ်ဒီလိုမျိုးကိုလည်းကျွန်တော်တို့ခန့်စားရစေတယ်ဒါကြောင့်ပဲကျွန်တော်တို့ကတနင်္လာဂျိုးဖြစ်တဲ့အတွက်အေးချမ်းမှုကိုပေးတာဖြစ်တဲ့အတွက်တင်းရွေသားမြေစီးပွားလှုပ်တဲ့အခါမှာပူပူလောင်လောင်ပတ်စံရှာတာကိုကျွန်တော်တို့အားမပေးပါဘူးကိုလုံးနေတဲ့အလုံးမှာပျော်ရမယ်စိတ်ချမ်းသာရမယ် ပေါ်ပေါ်ပါလေးဖြစ်ကမယ်ကိုဝါနာပါတဲ့အလုပ်လည်းဖြစ်ရမယ်နော်အားဓာလုံးနေလို့စိတ်ကြည်နူးတာလည်းဖြစ်ရမယ်တနင်္လာကျိုးတီးတန်းကောက်မယ်ဆိုတော့တနင်္လာခီးသွားလုပ်ငန်းနော်ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတင်ကြိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းအလှပဆိုင်ရာလုပ်ငန်းနော်တခုခုကိုကျွန်တော်တို့က copy ပွားပြီးတော့ပြန်ဖြန့်တဲ့လုပ်ငန်းပေါ့စာအုပ်ထုတ်ဝေရေးတို့လိုနော်မိတူဆိုင်တို့လိုနော်ပြီးရင်တခုခုကိုကျွန်တော်တို့ကယူပြီးတော့ပြန်ဖြန့်တာဒါဆိုကုံတူလောင်တဲ့လုပ်ငန်း ဒီလိုလုပ်ငန်းတွေကတင်းနေဦးနေသားမီးတွေအတွက်ဘဝမှာဖြစ်တည်လာတဲ့အကောင်းတဲ့လုပ်ငန်းတွေအဖြစ်ရက်တည်လာတယ်။နော်ဒါအောင်မှအခြားဂျိုတွေနဲ့ဆက်ဆက်ပြီးကျွန်တော်ပေါင်းကြည့်ရင်ဘယ်စည်းဝါးဆိုတာပေါ်လာတယ်။ဒါကြောင့်စည်းဝါးရင်းနဲ့ပတ်သက်ရင်တင်းနေလားဂျိုဆိုတာကိုကျွန်တော်တို့မေ့ထားလို့မရဘူး။နော်ဒါရေရာပိုင်းဆိုရင်ဒီတင်းနေလားကိုအသုံးပြုလို့ရတာလည်းရှိသေးတယ်။နောက်တစ်ခုကကျွန်တော်စမ်းဂျိုပေါ့။ဆက်တော့ ကျွန်တော်တို့အထက်သုံးလုံးမှာစောင့်မန်းမှာစမ်းဂျိုဖြစ်တဲ့တောက်ကြဂျို6ခုမြောက်ဂျိုပေါ့6ခုမြောက်ဆိုတာကိုယ့်ရဲ့အိမ်တောင်ရေးကိုပြောတာပါအိမ်တောင်ရေးကိုပြောတာအဲ့တော့အိမ်တောင်ရေးကတောက်ကြဂျိုဖြစ်ကြမယ်လို့ပြောတာနော်အိမ်တောင်ရေးကတောက်ကြဂျိုဖြစ်ရမယ်တောက်ကြဂျိုဆိုတာဘယ်လိုသဘောလဲပေါ့တောက်ကြဂျိုကျွန်တော်လက်စမ်းပေတင်ရကြည့်မယ်ဆိုတော့တောက်ကြကဂျိုသက်အားဖြင့်21ဂျိုသက်21ဒါဆိုတော့တောက်ကြတောက်ကိုရအောင်ကျွန်တော်ကြည့်ကြည့်21လို့ရေးထားတယ်ဂျိုသက်ဆိုပြီးတော့နောက်21လို့နော်အဲ့တော့တောက်ကြကဂျိုသက်များတယ် ဲ့တော့တင်းကြီးတွေသားမီးတွေကအိမ်တော်ပြုတဲ့ခါကျရင်ကိုထက်အသက်ကြီးတဲ့လူဒါမှမဟုတ်အသက်ကြီးတဲ့လူလို့ရင့်ကျက်တဲ့လူငယ်တော့ငယ်တယ်အခုအချို့ရင့်ကျက်ကြတာတို့လို့မှာအဲလူငယ်မျိုးပဲလူကြီးလေးတယောက်လိုပဲနော်ဟာအရမတော့ဖဲမရနော်စီဝါရေးပေါ်လဲအားထည့်တယ်သူများတွေဂီတာဒီလိုင်းမှာအီးယာအီးယာရှောက်လုံနေတဲ့အချိန်မှာသူတို့တင်းကြီးနဲ့စီဝါရေးပေါ်မှာစိတ်နဲ့ထားတယ်အဲကိုထက်အသက်ကြီးတဲ့လူဖြစ်ရင်ဖြစ်ဒါမှမဟုတ်လဲအသက်ငယ်တယ်ဆိုရင်လဲကို့အတွက်ရေကို့ထက်ရင့်ကျက်တဲ့လူတင်းကြီးတဲ့လူ အဲ့လိုလူမျိုးတွေကိုအိမ်အောင်ဘတ်ရွေးချယ်ရပါတယ်တဲ့ပြီးတော့တောက်ကြဆိုတော့ကျွန်တော်တို့ကတိမ့်ထုတ်သေးကြအဲ့တော့ကိုယူယူတဲ့အိမ်အောင်ဘတ်ကဘလောက်တိစေဗင်လုံးနိုင်လဲပေါ့သူ့ရဲ့သူ့ရဲ့ပစ္စည်းတွေသူ့ရဲ့ငွေကြေးတွေကိုအဲ့တော့ငွေကြေးစုဆောင်တတ်တဲ့လူမျိုးငွေကြေးကိုစီမံခန့်ခွဲတတ်တဲ့လူမျိုးအဲ့လိုလူမျိုးကိုအိမ်အောင်ဘတ်ဖြစ်ရွေးချယ်တာကပိုကောင်းတယ်လို့ပြောတာပြီးတောက်ကြဆိုတော့ V-neck ဖြစ်တဲ့အတွက်အလှပါ ကိုချစ်ရတဲ့လူကမျိုးစာပြဲလောင်းနေတယ်နော်မျက်နှာကိုလည်းတန့်ရှင်းမလို့သွားကိုလည်းတန့်ရှင်းမလို့သပင်လည်းတန့်ရှင်းမလို့အဝတ်အစားတို့လည်းဂျုံထဲကကောက်ဝက်လာတယ်အိမ်ကြီးကကြေမှုန့်နေတယ်ဘာလို့လူမျိုးတွေနဲ့ဆိုရင်တင်းနှုတ်တွေသားမိတွေကအဆင်မပြေဘူးလို့ပြောတာကိုချစ်ရတဲ့သူကတသက်ရဲ့နေတဲ့လူကိုထက်အသက်အကြီးအကြီးမကြီးရင်ရင့်ကျက်တဲ့လူမျိုးတွေအငွေကြီးကိုဆုတဲ့ဆောင်တတ်တဲ့လူမျိုးတွေနော်ဒီလိုမျိုးဟာတွေဖြစ်တယ်ဆိုရင် အများကြီးကောင်းတယ်သူ့ကိုယ်သူတော့ဟိုရှိတာလေးနဲ့လှောင်ဆင်တတ်တဲ့လူမျိုးဖြစ်တယ်ဆိုရင်ပိုကောင်းတယ်နော်ဒါအပြင်ကျွန်တော်တို့ကတောက်ကြကြိုးကအထုံးနေရာတွေမှာစကားပြောတဲ့နေရာတွေမှာလည်းတောက်ကြကွာဖြစ်တယ်ဒါကြောင့်ကိုတနေ့ရသားသမီးတွေကိုချစ်တဲ့မျက်နိုးတဲ့လူကနည်းနည်းစကားတော့နည်းနည်းပြောဖို့လိုတယ်အရင်ကြီးတုံ့ပြန်ပါဝင်မေးမေးထုတ်ကော်ပြောလက်ညှိုးတောင်ကောင်းကြီးပဲလှုပ်တတ်တဲ့လူမျိုးကိုလည်းတနေ့ရသားသမီးတွေကလက်တွဲပေါ်ဖြစ်မယွေးသင့်ဘူး ဒီလိုမျိုးစမ်းသပ်ရတာဖြစ်ပါအဲ့တော့ဒါတကယ်လို့တာအမိတွေတော့ဒီလောက်အကြမ်းမြင်းသိရရင်အဆင်ပြေလိမ့်မယ်နော်လောက်ဆိုတော့ဘောပေါ့မယ်ထင်ပါတယ်အားလုံးပဲကံကောင်းပြီးအဆင်ပြေကြပါစေ